ဒီနေ့ဓမ္မနန်းတော်ဝိပဿနာရိပ်တာတိဆောက်ဖို့ရန်အတွက်တရားပြုဝိညာဉ်ရှိပြီကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပါဝင်လူတန်းပေးကြတော့အလူရှင်များမှာဟင်္တရာမျိုးဥကြော်ကြော်ဒေါအုံးမြင့်မိသားစုတို့မှသင်္ကန်းတစုံ ဖနတ်တရံစေးနှစ်နဝကာမဝတ္ထုငွေ9000ကျပ်ဥအောင်မိုးမိသားစုမှတသိန်းကျပ်ဥအောင်ကျော်ငိမ့်ဒေါခင်မြနွယ်နှစ်ဖက်သုံးပြပါများအမှုထား၍နဝကာမဝတ္ထုငွေ2သိန်းကျပ် ေါ်စုစုမိသားစုမှတသိန်းကျပ်ဂျပန်နိုင်ငံမှမလင်းမမမှတသိန်းကျပ်ဥအောင်ကိုကိုဝင်းမိသားစုမှ9000ကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောက်စဲဖြစ်သောကဆူဘီတို့အန္တရာယ်ဆိုယောဂါဆိုအမျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနဲ့ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းတို့ချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။ စိတ်ကောင်းရှိရင်ပြီးတော့ဆိုတော့တရားထိုင်တာခါနာတာဒုနာတာဒုက္ခကိုလွတ်ယူသလိုဖြစ်တဲ့သဘောပေါ့အဲ့တော့စိတ်ကောင်းလေးရှိရင်ပြီးတော့ဆိုတဲ့အနေထားပေါ့အဲ့တော့စိတ်ကောင်းဆိုတဲ့နေရာမှာပုထုဇဉ်တယောက်အနေနဲ့စိတ်ကောင်းရှိရင်ပြီးတော့ဒီလိုပြောတာလည်းရှိတယ်တချို့ကြတော့ဒါနလုံးရင်ပြီးတော့ဝိပဿနာအားထုတ်စရာမလိုတချို့ကြတော့လည်းသီလလေးစောင့်တည်လိုက်ရင်ပြီးတော့ဝိပဿနာတရားအားထုတ်စရာမလိုတချို့ကြတော့လည်း ပရိဒါလုံးရင်ပြီးရောဝိပဿနာတရားအထုတ်เสียမလို့ဒီလိုပြောကြတယ်။ဒါကတော့တို့အယူနဲ့တို့ပေါ့။အဲနောက်စိတ်ကောင်းရှိရင်ပြီးရောဆိုတဲ့စကားလုံးမှာပုရုသင်တရားအနေနဲ့စိတ်ကောင်းဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး။အဲ့လိုပြောလို့ရှိရင်ပုရုသင်တွေအားလုံးကမိုင်းရိုင်းနေပြီလားလို့ပြောเสียရရှိတယ်။အဲ့လိုမျိုးပြောတာမဟုတ်ပါဘူး။စိတ်ကောင်းဆိုတာကိလေသာအားလုံးကင်းစင်သွားတဲ့ပုဂ္ဂိုလ်မှသာရင်စိတ်ကောင်းရှိတယ်လို့ပြောလို့ရတယ်။တဏ္ဍာပုရုသင်တယောက်မှာ ကိရိတာအကျယ်ပွားရင်1500အကျဉ်းချုပ်ရင်ကိရိတာ10ပါးဟာလောဘဒေါသမောဟမာနဒိဋ္ဌိဝစီကိစ္စဌိနာဩဒိစ္စအဟိရိကအနုတ္တပါဆိုရယ်ဒီကိရိတာ10ပါးဟာအချိန်တိုင်းဖြစ်နေတယ်။ရုပ်စွာအဆုံးကုသိုလ်လုပ်ရင်တောင်မှအဲ့ဒီကိရိတာနဲ့လှုပ်တာ။ကုသိုလ်လုပ်နေတောင်မှကိရိတာနဲ့လှုပ်တာဖြစ်တဲ့အတွက်ကြောင့်ကိုလှုပ်တဲ့ကုသိုလ်ပေါ်မှာငါလောက်လှူနိုင်တာဘယ်လိုရှိလဲဆိုတဲ့မာနကိုယ့်အလှူပေါ်မှာတာယာတဲ့တဏှာငါလှူတာကွာဆိုတဲ့ဒိဋ္ဌိဟာတဏမာနဒိဋ္ဌိ၃ပါးနဲ့ကုသိုလ်လှုပ်တာတောင်မှတမန်ပုရုဇဉ် ရိုးရိုးအန္တပုရုဇဉ်များကကုစုလှုပ်ထတာမှအဲ့ဒီလိုတဏမာနဒိဋ္ဌိပပင်္စသုံးပါးနဲ့လှုပ်ထဖြစ်တဲ့အတွက်ကုစုထဲမှာအကုစုပါရောပြီးတော့လှုပ်ထဖြစ်တဲ့အတွက်ကြောင့်စိတ်ကောင်းရှိရင်ပြီးရောဆိုတဲ့နေရာမှာပရာဟိတပုံစံမျိုးရိုးရိုးပုံစံမျိုးနဲ့ဟာစိတ်ကောင်းရှိုံလောက်နဲ့မဖြစ်နိုင်မပြီးဘူးလို့ပြောတာပေါ့အဲ့တော့စိတ်ကောင်းဆိုတာဘယ်လိုအရာမျိုးနဲ့တိုင်းတာတာလဲလို့မေးရင်စိတ်ကောင်းဆိုတာကြည်လင်တဲ့မက်ဆေ့နဲ့တိုင်းမှာစိတ်ကောင်းဆိုတာတွေ့တယ် တမာဒိဋ္ဌိအမှန်မြင်တာစိတ်ကောင်းပဲတမာသင်္ကပ္ပမြင်တဲ့အတိုင်းဆုံးဖြတ်ချက်ချနိုင်တာစိတ်ကောင်းပဲတမာဝါယမအဲ့ဒီမြင်အောင်လို့လုံးလာပြုတ်နေတာကတမာဝါယမအဲ့ဒါတမာ ကောင်းစွာဝါယမအာထုတ်တာတမာတတိကောင်းစွာ အမှတ်ရနေတာစိတ်ကောင်းတမာတမာဒီကောင်းစွာတည်ငြိမ်နေတာမှစိတ်ကောင်းအဲ့ဒီငါးချက်ကလေးနဲ့ပုရုဇဉ်တယောက်ကပုရုဇဉ်ဘဝကနေပြီးတော့အရိယာအနေကိုတက်လှမ်းပြီးတော့ဝိပဿနာတရားအာထုတ်နေတဲ့အချိန်ဟာအဲ့ဒီချိန်စိတ်ကကောင်းနေတယ်စင်ကြဲနေတယ် ဘာကြောင့်စိတ်ကောင်းနေတာလဲလို့မေးရင်ခန္ဓာလဲစွန့်ထားတယ်ကိလေသာလဲစွန့်ထားတယ်နှစ်ချက်စွန့်ထားတာဖြစ်တဲ့အတွက်အဲ့ဒီချိန်စိတ်ကောင်းတယ်ဘာဖြစ်လို့စိတ်ကောင်းတာလဲဖရားလို့မေးရင်တမာဒိဋ္ဌိဟာဘယ်ဘယ်ဘဝဘယ်တန်တရားတုန်းကမှမရခဲ့တဲ့တမာဒိဋ္ဌိအမြင့်မှန်ရှိနေတဲ့အတွက်စိတ်ကောင်းတယ်တမာသင်္ကပ္ပမှန်ကွန်စွာဆုံးဖြတ်ချက်ချတယ်တမာဝါယမတမာတိတမာတမာတိအဲ့ဒီမဲခင်၅ပါးနဲ့ခန္ဓာရဲ့အပြည့်ကိုဆုံးဖြတ်ချက်ချနိုင်နေမှစိတ်ကောင်းရှိတယ်အဲ့ဒီချိန်မှာ ခန္ဓာလဲစွန်ကိရိတာလဲစွန်ဖြစ်ပြလဲမြင်ဒိဋ္ဌိလဲပြုတ်တစ္ဆာလဲတန်းနေတာမဟုတ်လို့အဲ့ဒီအချိန်ဟာစိတ်ကောင်းရှိနေတယ်ဒါဆိုတရားမရှိတဲ့အချိန်ဟာအရှင်ဘုရားဘယ်လိုလဲလို့မေးရင်အခုလက်ရှိရထားတာဒီခန္ဓာ၅ပါးယုံနာနှစ်ပါးပေါင်းလိုက်တော့ချုပ်လိုက်တော့ယုံနာနှစ်ပါးချက်လိုက်တော့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးဟာပရိစ္ဆေသောဘတ်အလိုရနှစ်အကွက်မှာရှိတယ်အဲ့ဒါတရားအားထုတ်နေတဲ့အချိန်မှာပရိစ္ဆေသောဘတ်ခန္ဓာ၅ပါးနှစ်အကွက်ထဲမှာရှိတယ် တကယ်လို့တရားအမထုတ်တဲ့အချိန်မှာခန္ဓာ၅ပါးအနေပြီးတော့သုံးအခွက်ကိုပြောင်းသွားတာဖြစ်တဲ့အတွက်၃ပါးဝင်လိုက်တဲ့အတွက်၅နဲ့၃နဲ့ပေါင်းရင်၈ပါးဖြစ်နေတဲ့အတွက်အဲ့ဒီ၃ပါးသည်တဏှာဥပါဒံကံဒိဋ္ဌိဥပါဒံကံမာနဥပါဒံကံဒီဘက်ကကိလေသာ၃ပါးနဲ့ဒီဘက်ကလက်ရှိခန္ဓာအကျိုးတရား၅ပါးနဲ့ပေါင်းရင်၈ပါးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းတရားအမထုတ်တဲ့အချိန်တမန်နေတဲ့အချိန်ဟာစိတ်မကောင်းဘာဖြစ်လို့မကောင်းတာလဲလို့မေးတော့ ခန္ဓာ၅ပါးနေပြီးတော့သုံးကွက်ကိုကူးနေတာဖြစ်တဲ့အတွက်အဲ့ဒီအချိန်ပြိဿတော်ပတ်အင်္ဂါဘဏ္ဍပါးနဲ့တပိတော့အသက်ရှင်နေတယ်လို့မေးရင်၈ပါးနဲ့အသက်ရှင်နေတယ်။အဲ့ဒီ၈ပါးမှာ၅ပါးကအကျိုးတရား၊၃ပါးကအကြောင်းတရား။အကြောင်းတရား၃ပါးကသမုဒိယသစ္စာ၊ညဉ့်နွမ်းကြောင်း၊ကိလေသာဝင်တဲ့ကံမဝတ်၃ပါးဖြစ်နေတဲ့အတွက်စိတ်ကောင်းတယ်လို့ပုရုဇဉ်တရားအနေနဲ့ပြောလို့မရဘူး။ဒါဆိုရင်စိတ်ကောင်းပဲချိန်ရှိနိုင်တယ်လို့မေးရင်ဝိပဿနာရှုနေတဲ့အချိန်မှာ၅ပါးကနေပြီးတော့ခန္ဓာ၅ပါးကိုမဲခင်၅ပါးနဲ့ ဖြစ်ပြက်မဲ့ကြိုက်ပြီးတော့ရှုနေတာဖြစ်တဲ့အတွက်ခန္ဓာဆုံးဒီခန္ဓာကိုလည်းမလို့ခြင်းတော့ဆွန့်ထားတယ်။တဏှာဆုံးသုံးအကွယ်ပရိစ္ဆေသုံးဘက်ကိုဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီချိန်မှာခန္ဓာ၅ပါးမက်ကင်မက်ကသစ္စာနဲ့တောက်လျှောက်ဖြတ်နေတာဖြစ်တဲ့အတွက်ကြောင့်စိတ်ကောင်းဟာအဲ့ဒီချိန်ဝင်နေတယ်။ဝိပဿနာရှုတဲ့ချိန်။ဒါကြောင့်ကျေးဇူးတော်ရှင်အနန္တတစုဖြစ်တော်မူသောမောဂုတ်ဆရာတော်ဘုရားကြီးကတော့တရားအားမထုတ်တဲ့အချိန်ဟာပရိစ္ဆေသုံးဘက်လဲနေတဲ့အချိန်ပဲ။ဘာနဲ့လဲတာလဲသမုဒိယသစ္စာနဲ့လဲနေတာပဲ။ဒါတရားအားမထုတ်တဲ့အချိန် ဇီဝရေးနဲ့လဲတယ်လူမှုရေးနဲ့လဲတယ်တာယသမီးရေးနဲ့လဲတယ်အိမ်တော်ရေးနဲ့လဲတယ်တွေးတောကြံစပြီးတော့လဲတယ်အဲ့ဒီအချိန်တိုင်းဟာစိတ်ကောင်းမရှိဘူးဒါပေမဲ့အဲ့ဒီစိတ်ကောင်းမရှိတာကတန့်နေတာလို့တောက်စားမူရေးပျော်ပါနေတာလို့ခိုးဆိုးလှုပ်နှိုင်းနေတာလို့အဲ့ဒါဖြစ်ချင်မှဖြစ်မယ်ပါချင်မှပါမယ်သို့တော့ထိုင်းပြီးတော့တွေးနေတယ်ဆိုတဲ့ကခန္ဓာပေါ်ကိုညံမရောက်ဖြစ်ပြမဲ့မကိုင်းကိုယ့်ရဲ့လက်ရှိခန္ဓာ အဖြစ်အပျက်ကိုမမြင်တာဖြစ်တဲ့အတွက်မမြင်တာမောဟဒီဘက်မှာတာယာနေတာတဏ္ဏမကျင်တတ်တာဒေါသဥပါဒံကံဖြစ်တဲ့အတွက်သုံးပါးနဲ့အကြောင်းတရားသုံးပါးနဲ့အကျိုးတရား၅ပါးပေါင်းနေတဲ့အတွက်စိတ်ဟာတောက်လျှောက်ညင်ွမ်းနေတယ်တောက်လျှောက်ညင်ွမ်းနေဒါဆိုတရားထိုင်တာခါနာတာဒုနာတာအာနာတာပဲကျင်တာပဲဘာထူးမှလဲဆိုတဲ့ပုံစံမျိုးအတွက်ကဒီခန္ဓာ၅ပါးဒုက္ခသစ္စာကိုအဲ့ဒီနားနေတာဒုက္ခသစ္စာပဲလို့ဆုံးဖြတ်ချက်ချနေတာဖြစ်တဲ့အတွက် အရင်တော့ငါနာတယ်ဆိုတဲ့အယူပြောင်းနေတာအရင်တော့ငါပြောင်းချင်တယ်ဆိုတဲ့ဒေါသပြောင်းနေတယ်အရင်တော့ငါမကျေနပ်တယ်ဆိုတဲ့ဒေါသငါပြောင်းချင်တယ်ဆိုတဲ့လောဘပြောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒီနားနေတာလေးကိုရှုနေတာဖြစ်တဲ့အတွက်ပြိဿတော်အင်ကငါးပါးပဲရှိတော့တယ်သုံးပါးပြောင်းနေတဲ့အတွက်ငါးပါးနဲ့အသက်ရှင်နေတယ်အဲ့ဒီငါးပါးထဲမှာဘလူပေါင်းထည့်ပေးနေတာလို့မင်းရင် message ငါးပါးပေါင်းထည့်ပေးနေတယ်အဲ့ဒီလူစိတ်ကောင်းရှိဒါဆိုရင်တုတ်တန်တွေ ွေပါဠိတော်တွေထောက်ကြပါလို့ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်လက်ထက်မှာလည်းအဲ့လိုရှိပါတယ်မာဂန်ဒီတို့ဆိုလို့ရှိရင်မြတ်စွာဘုရားကိုစွတ်ဆွဲတယ်အရှင်ဘုရားကြောင့်လူတွေရဲ့ပွားစီခြင်းအကြောင်းတရားတွေပြည့်စည်တယ်အရှင်ဘုရားပွားစီခြင်းတွေကိုဖြည့်စည်တယ်အိမ်တော်မှာပြုကြဖို့အရှင်ဘုရားကြောင့်လူဦးရေမတိုးတက်ဘူးအဲ့တော့အရှင်ဘုရားလုပ်နေတဲ့ပုံစံတွေဟာပွားစီခြင်းမရှိတဲ့အတွက်အရှင်ဘုရားဟာလူတွေရဲ့အသိပညာကိုဖြည့်စည်တယ်လို့မာဂန်ဒီကပြောတာပဲဒါနောက်ဆုံးတော့မာဂန်ဒီကအရိယာဖြစ်သွားပါတယ်ဒီလိုပုံစံမျိုးပေါ့နောက် now မိဂလာမာတာဆိုတာအလုံး ော်တော်များများသိတယ်ဝိတာခါရဲ့ရောက်ခမှာပဲဝိတာခါရဲ့ရောက်ခမှာပဲတီရွန်ကျောင်းနဲ့တိတ်မဝေးတဲ့နေရာမှာရှိတယ်အိမ်ကိုဆုံးခံကြွားတဲ့ကိုတော့ဘယ်တော့မှဆုံးမနိုင်သူလောင်းတာကအခုနဲ့က S အစီလာတက်တက်ကရုံးတွေကိုပဲဆုံးနောင်းတယ်ပေါ့အဲ့ဒီပုံကိုတွေကိုပဲဆုံးနောင်းတယ်အဝိမွတ်တဲ့ပုံကိုတွေအစီလာကတဖာဆိုအဝိမွတ်တော့ပုံကိုတွေကိုသာလျှင်ဆုံးနောင်းတယ်ဆုံးတူတယ်ဒီပုံကိုတွေမှသာတကယ်တန်တရာလွတ်ကြောင်းကျင့်နေတယ်လို့ မိဂါလာမာတာဆိုတဲ့ဝိတာခရဲ့ရောက်ခမကမြတ်စွာဘုရားကိုလုံးဝမကြည်ညိုဘာလို့လဲပွားစည်းခြင်းကိုဖျက်လို့ဘာဖြစ်လို့လဲအခုလိုတရားထိုင်တာအကျိုးမရှိဘူးတန်ခါးတွေတူတာအကျိုးမရှိဘူးငါတို့ကိုယ်တော်တွေမှအကျိုးရှိတယ်နောက်ဆုံးမှာတော့လူရင်းကိုဇက်ကိုချုပ်တော့မြတ်စွာဘုရားကိုအိမ်ကိုပင့်တယ်တရားနာတာတော့လိုက်ကာနဲ့ချပြီးတော့တရားနာရတယ်သူ့ရဲ့သူ့ရဲ့သူကိုးကွယ်တဲ့တက်ကရုံဒိဋ္ဌိတွေကအဲ မြတ်စွာဘုရားရဲ့တရားကိုနားမယ်ဆိုရင်ဒါကဇက်ကိုအကျဉ်းချုပ်ပြောတာနားမယ်ဆိုရင်လိုက်ကန်နဲ့ချပြီးတော့တရားနာပါမြတ်စွာဘုရားကိုမမြင်အောင်တရားနာတယ်မမြင်အောင်တရားနာတယ်အိမ်မှာပြင်တယ်မမြင်အောင်တရားနာတယ်တရားဟောတဲ့ပုဂ္ဂိုလ်ကလည်းမြတ်စွာဘုရားကလည်းဒီမိဂရမာတာကိုအာယုံပြုတ်ဥတည်ပြီးတော့ဟောတယ်မိဂရမာတာကလည်းကလကာကြားထဲကနေတရားနာရင်းနဲ့သောတာပန်တည်တဲ့ခါကျတော့ဝိတာခါကိုပြစ်ဖက်ပြီးတော့ငိုတယ်မိခာလာမာတာမင်းကငါ့ရဲ့အမိပဲ ငါဒီလိုသစ္စာတရားကိုသိအောင်မင်းဟောပေးတဲ့အတွက်မင်းဟာငါချွေးမှဖြစ်ပင်မယ်လို့မင်းငါအမေပါပဲခြေတော့ကိုတော်ကုန်းနံတယ်ပါဠိတော်မှာအဲ့တိုင်းလာတယ်ဒါဆိုရင် မသိခင်မှာတော့ဒီလိုပဲဖြစ်တတ်ပါတယ်သိသွားရင်တော့ဖြင့်အလွန်မတန်မှကောင်းတယ်ဆိုတာသဘောပေါက်သွားလိမ့်မယ်ဒါဆိုရင်ချုပ်လိုက်ကြတော့စိတ်ကောင်းရှိတယ်ဆိုတာဘာကိုပြောတာလဲလို့မေးရင်မက်စိတ်၅ပါးဝင်နေကိန်းနေအဲ့ဒီမက်စိတ်၅ပါးကနေမက်ခင်၈ပါးဝင်နေကိန်းရင်စိတ်ကောင်းရှိပြီ ပုရုသင်တယောက်အနေနဲ့စိတ်ကောင်းမရှိနိုင်ဒါကြောင့်မလို့အပယ်လေးပါးကိုထပ်ခါထပ်ခါသွားနေတာစိတ်ကောင်းမရှိလို့ပေါ့ဒီဘဝနေသေးဒုတိယဘဝတပည့်တော်နတ်ပြည်ရောက်ပါမယ်လို့အာမမခံနိုင်တာဘာကြောင့်လဲစိတ်ကောင်းမရှိလို့အရိယာဖြစ်သွားတဲ့သောတာပန်ပုဂ္ဂိုလ်များကြတော့ဒီဘဝနေသေးဒုတိယဘဝစတုဝါပါရိစ္ဆဝိပါမုတ်တော်လွတ်သွားပြီဘယ်ကလွတ်တာလဲအပယ်လေးပါးဘယ်တော့မှပြန်ကြည့်ကြရမလို့တော့အဲ့ဒီကနေပြီးတော့နတ်တွေဘုံအာထမမာရိယန်ဒီနောက်ထပ်ဘဝရှိဘဝနေကြရမလို့တော့ဆိုတာ အဲ့ဒီခါ message ဝင်တော့မှစိတ်ကောင်းရှိတယ်ဆိုတာအဲ့ဒီလူကိုပြောတာတာမန်ပုဂ္ဂိုလ်